မြန်မာနိုင်ငံမိုင်းဖန်တွေကျွန်တော်ပို့ပြီးတော့အားပေးတာပို့ပြီးတော့ချက်တာသူတို့တွေကလုံးဝလုံးဝအရန်မလျှော့တော့ဆွဲလုံးလာနဲ့အားပေးတယ်ဘတော်မှအဒီအသင်းပေါ်မှာလုံးဝဒီအသင်းရှုံအေးတန်းရှုံနေပါစေသူတို့ကချက်နေတာပဲဆိုတော့သူတို့တွေကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ပို့အားပေးပါတယ် အကောင်အနေနဲ့တော့ဒါပြောစရာမလိုပါဘူးတကယ်ကိုတကယ်ကိုကျွန်တော်အရန်ကိုအကိုတက်ကိုအရန်ကိုပါတယ်လို့တခါတည်းပြောချင်ပါတယ်ဒါကဘာမြန်မာကိုအဲတရောက်တနေရမြန်မာကစားကိုသွင်းနိုင်တယ်ဆိုပြီးတော့အတိမတ်ပြုတ်သွားကြရလေနောက်ပြီးကျတော့မြန်မာအားကစားအတွက်လည်းအထောက်အကူဖြစ်မယ်လို့လည်းယုံကြည်ပါတယ်အကိုတက်တော့အားကုန်ယူပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်မန်ယူဖန်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အာဆင်နယ်ဖန်ပါအဲ့တခါဝင်ခံလိုက်တာเนาะအဲဒါပေမဲ့ဘောလုံးပွဲတော့ကျွန်တော်တိတ်မကြည့်ဖြစ်ပါဘူးဟိုတနေ့ကမန်ယူဖလားလူတွေ ွဲတုံးကကြတော့တငယ်ချင်းတွေကသွားကြည့်မယ်ဆိုတာနဲ့ဒါကျွန်တော်အငှားအားပေးတာပေါ့ဗျာအဲကိုကလည်းမန်ယူတဲ့ကိုနိုင်စီချင်းနဲ့အဲ့ဒီကဆိုတော့အဲ့ဒါလိုက်အားပေးဖြစ်တာပါဗျာဟုတ်ကဲ့ AIPA creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းတောင်းရများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AIPA creation မှာတောင်းရများထည့်သွင်းလိုပါကဖုန်းနံပါတ်39996569ကိုဆက်သွယ်ဆက်သမ်းမေးမြန်းနိုင်ပါတယ်ရှင်။ဟုတ်ကဲ့ဒါဒီနေ့ကန်နဝင်ငတိုးပေါ့နော်။ ဇလန်းလေးကစိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်ပြီးတော့အဲကိုစီဖြူကလည်းဖိတဲ့အတွက်ကြောင့်မလို့လာရဖြစ်တာပါခင်ဗျာဘောလုံးဝဲကိစ္စအာဘောလုံးဝဲကိစ္စတော့ဂုဏ်ယူပါတယ်လို့ဒါကျွန်တော်တို့မြန်မာအားကစားသမားတယောက်ကတကယ်ကဘာမှာနာမည်ကြီးတဲ့အသင်းသင်းကိုအခုလိုမျိုးအဲဂိုးသွင်းနိုင်ပြီးတော့အနိုင်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့တောက်ကိုဂုဏ်ယူမိပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်ကမန်ယူဖန်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကအာဆင်နယ်ဖန်ပါ ဒါတခါရဝင်ခံလိုက်တာเนาะအဲဒါပေမဲ့ဘောလုံးပွဲတော့ကျွန်တော်သိမ့်မကြည့်ဖြစ်ပါဘူးအာဆင်နယ်ဖန်ဖြစ်ရခြင်းအကြောင်းကလည်းကျွန်တော်ပထမဆုံးငငယ်လေးတုန်းကစကြည့်ခဲ့တဲ့အချိန်ကအာဆင်နယ်ပွဲလာနေတဲ့အချိန်မှာအာဆင်နယ်ကိုကြိုက်သွားရင်လည်းအာဆင်နယ်ဖန်တစ်ခုကိုတတ်မှတ်ထားတာပါဒါပေမဲ့ဘောလုံးပွဲတော့အဲအဲ့လိုမျိုးအရင်ဆက်ဆက်လန်းလန်းကြည့်ရတဲ့တော့မပါပါဘူးအမ်ဒါဟိုတနေ့ကမန်ယူဖလားလူတဲ့ပွဲတုန်းကကြတော့တငယ်ချင်းတွေကတွားကြည့်မယ်ဆိုတာနဲ့ဒါကျွန်တော်အငှားအပေးတာပါဗျာအဲကိုကလည်းမန်ယူသင်းကိုနိုင်စေခြင်းနဲ့အိုင်းနေရဆိုတော့အဲ့ဒါလိုက်အပေးဖြစ်တာပါဗျာဟုတ် ဘောလုံးတော့ခံပြစ်ပါတယ်ခင်ဗျာဘောလုံးခံရတာသဘောကျပါတယ်ဟုတ်ဘောလုံးပွဲပဲတိတ်မကြည့်ဖြစ်တာမကြည့်ဘူးဆိုတာလည်းကြိုက်တယ်ကြီးကျင်တယ်ဒါပေမဲ့ဘောလုံးပွဲတွေကညဘက်မှလာတာများတော့လေအလုံးနဲ့ကြတော့တိတ်ပြီးရောဟိုအဲတချို့အချိန်တွေပဲကြည့်ဖြစ်တာပေါ့အများမကြည့်ဖြစ်တာပါခင်ဗျာဟုတ်တကယ်သူတို့မဒီဒီအသင်းပေါ်မှာတကယ်ချစ်တဲ့စိတ်တွေကိုမြင်ခဲ့ရတယ်ဗောနော်အဲ့ဒါကတော့တကယ်အဲလေးစားပါတယ်မန်ယူဖန်တွေကိုဒါကလည်းချစ်ဖို့ကောင်းတယ်ကျွန်တော်ကမန်ယူ မြန်မာနိုင်ငံမိုင်းဖန်တွေကျွန်တော်ပို့ပြီးတော့အားပေးတာပို့ပြီးတော့ချက်တာအသူတို့တွေကလုံးဝလုံးဝအရန်မလျှော့တော့ဆွဲလုံးလာနဲ့အားပေးတယ်ဘတော်မှအဲဒီအသင်းပေါ်မှာလုံးဝဒီအသင်းရှုံးအများတန်းရှုံးနေပါစေသူတို့ကချစ်နေတာပဲဆိုတော့သူတို့တွေကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ပို့အားပေးပါတယ်သူတို့ရဲ့ဆွဲလမ်းမှုကိုပို့ပြရတာဟုတ်တယ်သူတို့ကအရန်သစ္စာရှိရဲ့ဗျဟုတ်သူတို့ရဲ့ဆွဲလမ်းမှုလေးပေါ့ပြီးတော့အဲ့ဒီကလည်းမြင်ခဲ့ရတယ် မကန်ခင်မှာကိုယ်တင်ကိုအရန်နိုင်စီခြင်းတဲ့ဆန္ဒတွေနိုင်မယ်ဆိုပြီးယုံကြည်ချက်တွေသူတို့ရဲ့မျက်ဝန်းထဲမှာအများကြီးမြင်ခဲ့ရတယ်။အဲရှုံးသွားပြန်တော့လည်းတကယ်ဝမ်းနေပြီးမျက်ရည်ကျတဲ့လူတွေလည်းတွေ့ခဲ့ရတယ်။ပွဲထဲမှာကျွန်တော်တို့ကိုနိုင်စီခြင်းတာကျွန်တော်လည်းခုံပေါက်ပြီးခုံပေါ်တွေပါတက်နေပြီးကိုယ်လည်းကိုယ်လည်းအင်လိုက်အားလိုက်အားပေးခဲ့တယ်အဲ့ဒီကအယ်ဘမ်မိုင်ဖန်နေတဲ့တူပေါ့နော်။အဲမိုင်ဖန်တွေအားရှုံးသွားတဲ့အချိန်မှာသူတို့ရဲ့ပုံရိပ်လေးတွေကဝမ်းနေတာတွေ့ရတယ်။သူတို့နဲ့တူတတ်တူစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။အားနဲ့ကျွန်တော်ကဩ မန်ယူအသင်းတက်ငါမန်ယူဖန်တွေကိုသဘောကျတယ်လို့ပြောအားပေးရလို့ဖြစ်သွားတာပေါ့အဲကျွန်တော်ထင်တော့အဲသူတို့လည်းဟိုဟာဖြစ်နေမယ်ထင်တယ်ဘယ်လိုပဲကိုအားပေးတဲ့အသင်းပဲဖြစ်ဖြစ်ကိုမြန်မာနိုင်ငံသားအားကစားသမားကိုသွင်းနေဆိုတော့ဂုံယူနေမှာပါသူလည်းဂုံယူတစ်ပတ်ဝန်နဲ့တစ်ပတ်တော့ဖြစ်နေမှာပေါ့နော်အဲ့လိုလေတော့လွန်ဆွဲနေမှာပေါ့နော်မိုင်ပရိသတ်တွေနေနေရတော့ဟုတ်ဟိုပါပေါ့ယုံကြည်ပါတဲ့ဒါဒီအသင်းကတကယ်အစင်လာကောင်းခဲ့ပြီးတော့ဟိုရမ်းအောင်မိခဲ့တဲ့အသင်းလည်းဖြစ်တယ် ဒီဒီချိန်နေဒီရာလဲအခိုက်တံပဲဖြစ်မှာပါမိုင်းပရိသတ်တွေဒါအများတော့ကျွန်တော်ဟိုဟာဘယ်လိုပြောရမလဲကျွန်တော်အားပေးကြအောင်လို့တို့ကအားတက်ပြီးသားတို့အသိမော်တို့ယုံကြည်မှုရှိပြီးသားဆိုတော့မင်းရတချိန်တော့ပြန်တက်လာမယ်။အကောင်မောင်လေးတော့ဒါပြောစရာမလိုပါဘူး။တကယ်ကိုတကယ်ကိုကျွန်တော်အရန်ကိုအကိုတက်ကိုအရန်ကိုပါတယ်လို့တခါတည်းပြောချင်ပါတယ်။ဒါအကိုလုံးနိုင်ခဲ့တော့အရန်ဝမ်းသာတယ်အကိုလုံးနိုင်ခဲ့ခြင်းက အဲဒါကျွန်တော်မြန်မာနိုင်ငံလုံးအတွက်ကျွန်တော်မြန်မာနိုင်ငံအတွက်ဒါကဘာမြန်မာကိုအဲတရောက်တနေရမြန်မာကစားကိုသိနိုင်နေဆိုပြီးတော့အတိမတ်ပြုသွားကြရလေနောက်ပြီးကျတော့မြန်မာအားကစားအတွက်လည်းအထောက်အကူဖြစ်မယ်လို့လည်းယုံကြည်ပါတယ်အခုတော့တအားကုန်ယူပါတယ်ခင်ဗျာဟုတ် Facebook မှာတော့ Man U သင်းချုံတိုင်း Man U ပရိသတ်တွေကိုသွားပြီးတော့မစားကြပါနဲ့လို့ပြောချင်ပါတယ်ကိုရောင်းအင်းတွေကစကန်ရတာလေးတအားပဲကိုရောင်းနေနေဖူးတယ်သူတို့တွေက ဟိုရှုံးလို့ဝမ်းနေပါလေဆိုတော့သွားပြီးတော့ဟိုလိုဟိုမှဖြစ်ပါမစပါနဲ့လို့အာနဲ့နဲ့သိတာတဲ့အဲ့ဒီကကိုကိုတိုင်ကဝမ်းနေပါတယ်ဟုတ်ကဲ့တကယ်တရုပ်ဆောင်ကောင်းကြပါတယ်အဲ့ဒီထဲမှာမမမမမက်ကီဒီအောင်ရောဒါမဲ့ရမုံရောအာချာလီရောအဲ့ဒီထဲမှာပါတယ်နေသိအေးအောင်တို့ရောနောက်ဦးစင်မျိုးတို့ဟိုအကုန်အကုန်ကောင်းပါတယ်နောက်ဆူဆူထက်လိုင်းတို့ရောနော်အရန်ကြိုက်တယ်အဲ့အဲ့အဲ့ကွန်ဘိုလေးကတော်တော်လေး ားသဘောကျတယ်အဲ့ကားလေးအဓိကတော့ဆရာဦးသိန်းဟန်ရဲ့လက်ရာပါနော်ဆရာဦးသိန်းဟန်ရဲ့တကယ်အမိုက်စားလက်ရာရဲ့ချပြတာပေါ့ဆရာနဲ့ကလည်းရင်တော့တခါတော့တက်တူလဲခဲ့ပြီဆိုတော့ဆရာရဲ့ပညာကိုယုံကြည်ပြီးသားဒီကားမှလည်းဒီလိုအောင်မြင်တော့ဆရာတို့လည်းရန်ဝန်းတာပါဟုတ်အဲ့လိုလိုကတော့အမိမယူသိန်းအသက်ရှိပါဗျာဒီကားကြီးကတရားဦးတရားဦးကမိမပေါ့ချစ်ချောက်ယူသိန်းနေတာလေးတွေ့တော့လဲအော်သဘောကျပါတယ်သဘောကျပြီးတော့ဟိုတနေ့ကစင်းလေးတာမသိဘူး ဒါအမမကကျွန်တော်တယောက်ပဲရှိရာဆိုပြီးပြောတာလေအမေမကဘသူဘသူဘသူရှိရသွားအိုက်ခန်အိုက်ခန်လေးလေးတိပါဟုတ်အကုန်အစဉ်ပြောင်းတော့အဲဈားချပြီးတော့နေမဲ့တင်းကပါအကုန်လုံးအစဉ်ပြရမယ်အဲအမေနဲ့လည်းဆင်ပြရမယ်အမေချွေးမနဲ့လည်းဆင်ပြရမယ်အမေချွေးမလည်းအမေနဲ့ဆင်ပြရမယ်အားလုံးဆင်ပြအောင်ထားကြတယ်အဲအကုန်နဲ့လည်းဆင်ပြရမယ်ကျွန်တော်ကတူတာတခုရှိတယ်ကျွန်တော်ကလည်းညီကိုနှစ်ယောက်အဲဟုတ်တယ်အကုန်တယောက်ရှိရယ်အဲ့တော့ကျွန်တော်မကြီးနဲ့လည်းဆင်ပြရမယ်အဲအဲ့လိုအားလုံးနဲ့ဆင်ပြအောင် ကြားနေပြီးတော့နေပေးမယ့်လူစားမျိုးပါဟုတ်ကဲ့ပါငယ်သေးလူလားမသိရတော့မတွေးပြဘူးရှင်သူကသူတို့နှစ်ယောက်ကတော့တင်းမာတဲ့အချိန်ဒီမှာရှိနေရဆိုတော့လေအစတွေကဆိုတော့ကိုအိုင်းနေရာရောက်သွားရင်တော့ကိုလည်းအဲမသိတော့မသိသေးပါဘူးရောက်မယ်လို့လည်းမထင်ပါဘူးရှေ့ဆက်ပြီးတော့ဟုတ်ကဲ့အဲအလုပ်တွေဆက်လုပ်ပါပါဟုတ်ကဲ့ location တွေရိုက်ပေးရှိပါတယ်ရိုက်ပါမယ်ခင်ဗျာအားလုံးကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်စကားမှာအမားပါဝါနဲ့တောင်းပန်ပါတယ် တော့ကျွန်တော်စကားမှာဟိုမန်ယူထိခိုက်တာမျိုးရှိသွားရင်လည်းမန်ယူပြည်သက်တွေကိုတခါတည်းတောင်းမှတ်ချင်ပါတယ်ဟုတ်ကဲ့ဟိုဘလို့မယူမသိပြောမှမဟုတ်ပါဘူးအာကျွန်တော်လည်းအဲတကယ်ပါဟိုတကယ်အားပေးခဲ့ပါတယ်တကယ်လည်းချစ်ပါတယ်ဒီတင်းကိုလည်းဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာဟုတ်ပါဘူးဟုတ်ပါဘူး creation မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ follow လုပ်တာပြီးစုပတ်သေးထားပြပါဦးနော်